အလိုလိုမှစိတ်ရှုံးနေပါတယ်ဆို UK ကပါရေနံဝင်ငွေလမ်းကြောင်းဖြတ်တောက်လိုက်လို့မီးနက်ကဖြစ်သွားတဲ့ပူတင်အခုချိန်လောက်ဆိုရင်ဂျာမန်တယောက်တည်းကျင်းကုန်နေလောက်ပါပြီအားလုံးပဲမင်္ဂလာပါဗကန်တေတေးမဲ့ channel ကနေကြိုဆိုပါတယ် UK နိုင်ငံဟာရုရှားကယူကရိန်းကိုကျူးကျော်ခဲ့တဲ့အချိန်ကစပြီးယူကရိန်းရဲ့အခိုင်အမာဆုံးထောက်ခံသူတွေတဲကတအုပ်အနေနဲ့ရပ်တည်ခဲ့ပါတယ်။ဒီနိုင်ငံဟာယူကရိန်းကိုပေါင်28.8ဘီလီယံဒါမှမဟုတ်ပေါင်28ဘီလီယံလောက်ပေးအပ်ခဲ့ပြီးပါပြီ။အခုဆိုတော့ယူကရိန်းရဲ့ကြီးထွားလာနေတဲ့ drone ထုတ်လုပ်ရေးလုပ်ငန်းအတွက်ကိုပါအကူအညီတွေပေးနေပါတယ်။ ဒါဗလာဒီမာပူတင်စတင်ခဲ့တဲ့စစ်ပွဲတွေအတွက်နာကျင်မှုကိုခံစားရစီဖို့ UK ကတက်နေသမျှအစွမ်းကုန်လှုပ်ဆောင်နေတယ်ဆိုတာပြသနေပါတယ်။ပြီးတော့ခုခါမှ UK ကပူတင်ကိုပို့ပြီးတော့တာမှပြင်းပြင်းထန်ထန်တိုက်ခိုက်တော့မှာဖြစ်ပါတယ်။ UK ကရုရှားရဲ့နောက်ဆုံးစစ်ပွဲအသက်သွေးကြောက်ကိုဖျက်တောက်နိုင်ပေအရေးယူပိတ်ဆို့မှုအသစ်တွေကိုကြီးညာလိုက်တာကြောင့်ပူတင်ရဲ့အကြီးမားဆုံးအိမ်မက်ဆိုးဖြစ်လာခဲ့ပါတယ်။ဒီပေးဆုံးမှုတွေကပုံစံမျိုးစုံရှိပြီးရုရှားကယူကရိန်းမှာသူတို့ရဲ့လုံဆောင်ချက်တွေကိုငွေကြေးထောက်ပံ့ဖို့မီခိုနီရတဲ့စွမ်းအင်ကဏ္ဍတစ်ခုလုံးနှီးပါကိုအကြောင်းဝင်ပါတယ်။ ယူကရရုရှားပေါ်မှာသူတို့ရဲ့ပြည်နယ်စော်ပိတ်ဆို့အရေးယူမှုလို့ခေါ်တဲ့အရာနဲ့ပြစ်မှတ်ထားနေပါတယ်။ယူကရဲ့ပိတ်ဆို့အရေးယူမှုအစီအစဉ်အတည့်ထဲမှာအဖွဲ့အစည်းနဲ့တင်ပေါ်ပေါင်း90ကျော်လူပုဂ္ဂိုလ်9ဦးနဲ့ရုရှားရဲ့အရေးပါဆုံးကုမ္ပဏီကြီး35ခုမှာပါဝင်ပါတယ်။ဒီကုမ္ပဏီနှစ်ခုကတော့ Rosneft နဲ့ Luke Oil လို့ပဲဖြစ်ပါတယ်။သူတို့နှစ်ခုစလုံးဟာဆစ်ရှုံးနေတဲ့ပုံတွေကိုအခုချိန်ထိရက်တည်နိုင်စေတဲ့တွန်းအားတွေပါစီးပွားရေးရတိုင်းပြည်ကိုထိခိုက်နေတာစေခြင်းနဲ့အနောက်နိုင်ငံတိုင်းအတွက် Rostov အထူးသဖြင့်တော့ ကြီးမားတဲ့ပြည်မှတ်တစ်ခုဖြစ်ပါတယ်ဒီကုမ္ပဏီဟာရုရှားရဲ့နှစ်စည်ရေနယ်ထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းနီးပါးကိုထောက်ပံ့ပေးနေပြီးကမ္ဘာတစ်ဝှမ်းမှာထုတ်လုပ်တဲ့ရေနယ်အားလုံးရဲ့6ရာခိုင်နှုန်းကိုထုတ်လုပ်နေတဲ့အလုံးကြီးမားတဲ့ထုတ်လုပ်သူဖြစ်ပါတယ်ဒါပြင်ဒီကုမ္ပဏီဟာအနည်းဆုံးမကြသေးမီကတည်းကပူတင်ရဲ့ယူကရိန်းကျူးကျော်မှုကလည်းအကျိုးအမြတ်အများကြီးရရှိခဲ့ပါတယ်။2023ခုနှစ်နဲ့2024ခုနှစ်တွေအားရော့စနော့ဖ်အတွက်အထူးသဖြင့်တော့ကောင်းမွန်တဲ့နှစ်တွေဖြစ်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလမှာ Reuters Reuters သတင်းဌာနကဒီကုမ္ပဏီဟာသူ့ရဲ့အမြင့်ငွေအတက်တင်ပမာဏ48.2ဒသမ200ကန်ဒေါ်လာကြောင်းကြေညာခဲ့ပြီးတနည်းပတ်လုံးမှာဒေါ်လာ14.3ဒသမ300ခွန်ဘီလီယံရရှိခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အများဆုံးများကြီးဟာဝင်ငွေများကြီးအညွန်ကိန်းဖြစ်ပြီးတော့ရုရှားကအခွန်ကောက်ခံကပူတင်ရဲ့စိတ်ရံပုံငွေတွေတဲကိုဘီလီယံပေါင်းများစွာစီးဆင်းနေပါတယ်။ဒီလိုပြောပေမဲ့2025ခုနှစ်ကကုမ္ပဏီအတွက်အရင်လိုသားရလှပမနေတော့ပါဘူး။ဩဂတ်လမှာ Radar သတင်းဌာနက Rosneft ရဲ့ အသက်တင်ဝင်ငွေဟာ2025ခုနှစ်ပထမနှစ်ဝက်အတွင်းမှာတန်နေတက်တင်68ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီးဒါဟာဒေါ်လာ3ဘီလီယံဆုံးရှုံးခဲ့တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ UK ရဲ့ပိတ်ဆို့အရေးယူမှုတွေကသူတို့ရဲ့မျောလင်းချက်ကိုပိုပြီးတော့ခက်ခဲစေခဲ့ပါတယ်။ Rosneftfa UK ကိုရောင်းချနိုင်တော့မှမဟုတ်တော့သလို Rosneft ရင်းနယ်ကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ရင်းနယ်လုပ်ငန်းတွေကိုရင်းနယ်ထုတ်ကုန်တွေကို UK ကဝယ်ယူခြင်းကလည်းဝင်ငွေရှာနိုင်တော့မှမဟုတ်ပါဘူး။ Look White အတွက်ကတော့မကြသေးမီကလုတ်ဝိုင်းအတွက်ကတော့မကြသေးမီလားတွေအတွက်မှာ Rosneft ထပ်ပို့ပြီးတော့ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပါတယ်။ လူကွာရဲ့အမျက်စုဟာ2024ခုနှစ်မှာ26ဒသမ500ခန်းလို့ကျဆင်းခဲ့တယ်လို့ဒမော့စကိုထိုင်းသတင်းစာကဖော်ပြခဲ့ပါတယ်။ဝင်ငွေဒေါ်လာတရားနေဒသမ1ဘီလီယံထဲကနေအတတင်အမျက်ဒေါ်လာ10ဒသမ1ဘီလီယံရရှိခဲ့ပြီးမြဲဒါ2023ခုနှစ်မှာရရှိခဲ့တဲ့ဒေါ်လာ73ဒသမ9ဘီလီယံအမျက်ငွေကနေတိတိတသာကျဆင်းသွားတာကိုပြသနေပါတယ်။ 2025ခုနှစ်ရဲ့ပထမနှစ်ဝက်တွင်လူကွာရဲ့ရေနံနဲ့သဘာဝတံခွေထုတ်လုပ်မှုအောင်လေးနှစ်တွင်မှာအနေဆုံးထိကြဆင်းခဲ့ပါတယ်လူကွာဟာအချင်းအတော်ကြားလဲကြလို့နီနီဖြစ်နေခဲ့တာပါဒါကြောင့် UK ကသူ့ရဲ့ပိတ်ဆို့ရေးယူမှုအတိတ်တွေနဲ့ချင်းချင်းတုံ့ပြန်လိုက်ပါတယ်ဒါပေမဲ့ Rosneff နဲ့ Luke I တို့ဟာခေါင်းကြီးပါယူသွားတဲ့သူတွေဖြစ်ပေမဲ့ UK ပြင်မှတ်ထားတဲ့တခုတည်းသောဖွဲ့စည်းမှုမဟုတ်ပါဘူး UK ရတတိယနိုင်ငံတွေမှာရုရှားရေနံစင်းကိုအသုံးပြုပြီးတော့တန့်စင်ထုတ်လုပ်ထားတဲ့ရေနံထုတ်ကုန်တွေကိုတင်သွင်းခြင်းကိုလည်းတားမြစ်လိုက်လို့ပါပဲ ဒါ UK ရဲ့ပိတ်ဆို့ရေးယူမှုအစီအစဉ်အစ်တွေနဲ့ပတ်သက်တဲ့တရားဝင်သတင်းထုတ်ပြန်ကြေညာဖြစ်ပြီးရုရှားကနေ traceable ဖြစ်တဲ့ရေနံထုတ်ကုန်တွေကိုရောင်းချဖို့ကြိုးစားနေတဲ့နိုင်ငံတွေကို UK ကဒုတိယဒဏ်စာပိတ်ဆို့ရေးယူမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုလိုရင်းဖြစ်ပါတယ်။ဒီအရေးယူမှုရဲ့တက်ရောက်မှုကိုနားလည်ဖို့အတွက်ရုရှားကသူ့စီကတက်ရိုက်ခြင်းနဲ့ထုတ်ကုန်ဝယ်ယူမှုကိုတားမြစ်ထားတာရှောင်ကွင်းနဲ့လိမ္မာပါနဲ့တဲ့နီလန်းတွေတဲကတခုကိုလေ့လာဖို့လိုပါတယ်။ အိန္ဒိယကိုဥပမာအနေနဲ့ကြည့်ပါယူကရိန်းစစ်ဘက်ဟာအိန္ဒိယရေနံစိမ်းတင်သွင်းမှုအတွက်ကြီးမားတဲ့အကျိုးကျေးဇူးဖြစ်ပါတယ်ရုရှားကပိတ်ဆို့ရေးယူမှုတွေကြောင့်ရေနံစိမ်းကိုပုံမှန်ထက်အများကြီးပုံမှုဈေးပေါ်စွာရောင်းချဖို့လိုအပ်တဲ့အတွက်အိန္ဒိယဟာတူတက်နယ်တံမြားဝယ်ယူနိုင်ခဲ့ပါတယ်အိန္ဒိယဟာတူတက်နယ်တံမြားဝယ်ယူနေခဲ့ပါတယ်ဩဂတ်စ်လကအယ်ဂျာဇီယာစောင်းပေါ်မှာဖော်ပြထားတဲ့အိန္ဒိယရေနံကုမ္ပဏီ RIL ရဲ့ဂျမေကာဒက်ဂျမေကာဒက်စီချက်ဆက်ယုံမှာ2021ခုနှစ်က 300ခန်းတို့သာရှိခဲ့တဲ့ရုရှားရှင်နဲ့စိန်တင်သွင်းမှုဟာစစ်ဖြစ်ပြီးတဲ့နောက်မှာတော့90ခန်းတို့အထိကိုမြင့်တက်လာခဲ့ပါတယ်။ဒီလိုနည်းနဲ့ပဲရုရှားဟာသူ့ရဲ့ရေနံကိုပိတ်ဆို့အရေးယူမထားတဲ့နိုင်ငံတွေကိုအသုံးပြုပြီးပိတ်ဆို့အရေးယူထားတဲ့နိုင်ငံတွေကိုပါဝင်ငွေရှာခွင့်ရနေတာကြောင့်သူ့ရဲ့ရေနံကနေဝင်ငွေဆက်လက်ရရှိနေပါတယ်။ရုရှားကအိန္ဒိယကိုရောင်းပြီးအိန္ဒိယကရုရှားရေနံကိုတန့်စေကအိန္ဒိယထုတ်ကုန်ပြည့်တဲ့တခြားနိုင်ငံတွေကိုရောင်းချနေတာပါ။ဒါကပြဿနာတစ်ခုပါ။ UK ကဒီပြဿနာကိုသူ့ရဲ့နေမည်အတွင်းမှာသူ့ရဲ့တတိယနိုင်ငံပေါ်ပိတ်ဆို့ရေးယူမှုတွေနဲ့ဖြေရှင်းဖို့ရည်ရွယ်ထားပါတယ်။ ရုရှားရေနယ်စင်းကိုတုံးပြပြီးတော့တန့်စင်ထားတဲ့ရေနယ်ထုတ်ကုန်တွေကို UK ကိုရောင်းချတဲ့နိုင်ငံတည်းဟာရွေးချယ်စရာတစ်ခုအနေနဲ့ရင်ဆိုင်ရပါတော့မယ်။သူတို့က UK ကိုဖောက်တဲ့အဖြစ်ပေးချရမယ်။ဒါမှမဟုတ်ရုရှားကိုပေးသွင်းသူအဖြစ်နဲ့ပေးချရပြီ။တခြားနေရာတွေကလည်းရေနယ်ကိုပို့ပြီးတော့မြင်းနဲ့ဈေးလုံးနဲ့ဝယ်ယူရပါမယ်။ဘလို့ပဲဖြစ်ဖြစ်ပါအဲ့ဒီနိုင်ငံဟာရုရှားရေနယ်ကိုဝယ်ယူတဲ့အတွက်အပြည့်ပေးခံရမှာဖြစ်ပြီး UK ကရုရှားစီကဖောက်တဲ့တွေကိုခေါ်ဆောင်သွားတယ်လို့ယူရပါတယ်။ ရုရှားရဲ့ပုံစိုးလာပါပြီ UK ရဲ့နောက်ဆုံးပိတ်ဆို့အရေးယူမှုတွေဟာရုရှားရဲ့ရေနံပေါ်အာယွန်ဆိုင်နေပုံရပေမဲ့အရေးသွေးရှိတဲ့တဘာဝတန်ခွင့်ဒါမှမဟုတ် LNG ကိုလည်း UK ကတတိမမှုပဲမနေခဲ့ပါဘူး UK ရဲ့ရုရှားစီက LNG တင်သွင်းမှုကိုတားမြစ်ခဲ့တာကြားပါပြီဒါပေမဲ့ဒီလုပ်ငန်းကနေရုရှားဟာတနေ့ကိုတော်တော်ဘီလီယံပေါင်းများစွာဝင်ဝင်ရရှိနေသေးပါပဲအဓိကအပြည့်နဲ့ကမ္ဘာတစ်ဝှမ်းမှာရုရှားစွန့်ရင်ထုတ်လုပ်ကုန်တွေကိုတရားမဝင်တရုတ်ပို့ဆောင်နေတဲ့လျှော့တင်မော်ဒီရဲ့အရေးယဉ်ရင်စုကြောင့်ဖြစ်ပါတယ် UK ကဒီယဉ်ရင်စုကိုလည်းပိတ်ဆို့ရေးယူမှုတွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့လို့ပါပဲ ရုရှားကသူ့ရဲ့အရေးသွေးရှိသဘာဝတမ်းငွေ LNG လုပ်ငန်းကနေစက်တင်ဘာလတလထဲမှာပဲတနေ့ကိုဒေါ်လာ43 44တန်းတလကိုဒေါ်လာ1.26ဘီလီယံမှ1.3ဘီလီယံထိဝင်ငွေရှာနေဆဲဖြစ်ပြီးဂျာပူတင်ရဲ့ယူကရိန်းစစ်ပွဲကိုငွေကြေးထောက်ပံ့နေတဲ့နောက်ထပ်စွမ်းအင်ကဏ္ဍတစ်ခုကိုမိမောင်းထုတ်ပြနေပါတယ် UGR Russia LNG ကိုတိုက်ရိုက်ပိတ်ပင်ထားပြီးသားဖြစ်လို့အခုကမှတော့ရင်းနှီးစင်းတက်စင်မှုနဲ့စင်တူတဲ့ချင်းကချင်းကမှုတွေကိုတုံးပြီးတော့ Russia LNG ကနေအကျိုးမြတ်ရနေတဲ့တခြားနိုင်ငံကိုပါပြင်မဲ့ထားလာပါတယ် ယူကရဲထုတ်ပြန်ကြရသူတို့ဟာ LNG တွေယူပို့ဆောင်ရင်တင်မော့ခွန်နဲ့စီးနဲ့တရုတ်နိုင်ငံရဲ့ behind LNG စိတ်ကန်းကိုပါအရေးယူပိတ်ဆို့ဖို့လုပ်ပါတယ်။ဒီ behind စိတ်ကန်းဟာ2024ခုနှစ် February လမှာ UK ကပိတ်ဆို့ခဲ့တဲ့ Russia ရဲ့အထူးက LNG စီးမံကိန်းဖြစ်တဲ့ Arctic LNG 2ကနေစတင်တင်သွင်းလာခဲ့တာဖြစ်ပြီး American ရဲ့ပိတ်ဆို့မှုတွေကြောင့်ဝေဒူရှာရခန့်နေတဲ့ Arctic LNG 2အတွက်အထူးကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ American သမ္မတ Donald Trump နဲ့ Putin Alaska မှာတွေ့ဆုံပြီးတဲ့နောက်မှာတော့တရုတ်နိုင်ငံရဲ့သဘောထားပြောင်းလဲသွားခဲ့ပြီးစတင်ဝေယူခဲ့တာ တင်ဝယ်ယူခဲ့တာပါ UKR တရုတ်ကစိုးရိမ်ခဲ့တဲ့ဒုတိယဒါစာပေးဆိုအရေးယူမှုများကိုလုံဆောင်ခြင်းဖြင့်လဲတုံ့ပြန်ခဲ့ပြီးဒါဟာပူတင်အောင်မြင်စေခြင်းနဲ့ရုရှားရဲ့ LNG စီးမံကိန်းပေါ်မှာနောက်ထပ်ပြားပေးလိုက်ခြင်းဖြစ်ပါတယ် UK ရဲ့ကြံရှိတဲ့ပေးဆုမှုတွေကနေအရေးယဉ်ရင်စုနဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့ဓာတ်ဆီချက်စက်ရုံတစ်ခုပေါ်မှာအာရုံစိုက်ပါတယ်။အိန္ဒိယကိစ္စမှာ UK ရာ Nayara Energy ကိုရေးယူပေးဆုဖို့လုပ်ပါတယ်။ဒီကုမ္ပဏီက2024ခုနှစ်မှာရုရှားရေနယ်စိမ်းစီပေါင်းတန်တရာတင်သွင်းခဲ့ပြီး UK ကတန်ဖိုးဒေါ်လာ9ဘီလီယံရှိတယ်လို့ဆိုပါတယ်။ Nayara Energy ကရုရှားရေနယ်ကိုအသုံးပြုပြီးတန့်စင်ထုတ်လုပ်တဲ့ထုတ်ကုန်တွေကလည်းအများရခဲ့တာကြောင့်ရုရှားကတတိယနိုင်ငံတန့်စင်စက်ရုံတွေကိုအသုံးပြုပြီးဘလိုဝင်ဝင်ဆက်ရှာနေတယ်ဆိုတဲ့ဥပဒေဖြစ်နေဒီကုမ္ပဏီကိုပြစ်မှတ်ထားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ UKR ရုရှားရဲ့အရေးရင်စုတဲကလို့သတ်မှတ်ထားတဲ့ရေနယ်နေသင်္ဘော44စီးကိုလည်းအရေးယူပိတ်ဆို့ခဲ့ပါတယ်။ပူရီယာနောက်နိုင်ငံရဲ့ရေနယ်ပိတ်ဆို့မှုတွေကိုရှောင်ကွင်းဖို့အတွက်စစ်ပွဲစကားတွေကနေဒေါ်လာ14ဘီလီယံခန့်ကိုအရေးရင်စုတိဆောက်ရမှာတုံ့ဆွဲခဲ့ပါတယ်။ဒီရေနယ်စုဟာဟောင်းထွက်နေတဲ့သင်္ဘောတွေနဲ့ဖွဲ့စည်းထားပြီးတခြားနိုင်ငံလည်းအသုံးပြုပြီးတော့ပိုင်ဆိုင်မှုပုံစံရှုပ်ထွေးအောင်လုပ်ခြင်း တရင်ပေါ်စနစ်တွေကိုပိတ်ထားခြင်းတို့လိုလှည့်ကွက်မျိုးစုံနဲ့အာဏာပိုင်တွေကိုရောက်အာဏာပိုင်တွေကိုရှောင်လွှဲနေပါတယ်ဒါပေမဲ့ UK ရဲ့ပိတ်ဆို့မှုတွေအားအရေးရင်စုတင်မော့ကိုပြင်းမဲ့ပြင်းနဲ့တတ်မှတ်လိုက်တာနဲ့အတူတူပါပဲဆိုလိုတာကဒီတင်မော့တွေကိုဘယ်သူပိုင်းနေမလုပ်နေတယ်ဆိုတာကို UK ကသိနေပါတယ်တင်မော့တွေကပုံကွယ်လို့မရတော့ဘဲနဲ့ UK ကိုရှောင်ပြီးခရီးသွားလာရပါတော့မယ်ဒါပြင်ဥရောပသမဂ္ဂ EU နဲ့ UK တို့ကရုရှားရင်ထဲပေါ်တက်စီကိုဒေါ်လာ49.60ဈေးနှုန်းကန့်သတ်ချက်သတ်မှတ်ထားပါတယ် ဒီပေးဆုံးမှုတွေက UK ရဲ့ကုမ္ပဏီအားလုံးကိုအတိအမှတ်ထားတဲ့တင်မောတွေအတွက်အာမခံအလန်နဲ့ငွေချင်းဝန်ဆောင်မှုတွေမပေးဖို့တားမြစ်လိုက်ပါတယ်။အာမခံမရှိရင်အရေးရင်စုဟာသူတို့လုံဆောင်နေတဲ့လုပ်ရက်တွေကနေလွတ်မြောက်ဖို့ပိုခက်ခဲစေပြီးရုရှားအတွက်တင်မောနဲ့ကုန်ပစ္စည်းပါဆုံးရှုံးနိုင်ကြေကိုမြင့်တက်စေပါတယ်။တခြားကိစ္စတွေမှာလည်းရုရှားဟာဝယ်ယူထားတဲ့တင်မောတွေကိုအသုံးပြုဖို့အခက်ခဲများလာလို့ရေးစိမှာအပီးတိုင်းစိုက်ခဲ့ခဲ့ရတဲ့အထိဖြစ်ပါတယ်။ချုပ်ပြီးပြောရမယ်ဆိုရင် UK ရုရှားပေါ်ခြေချင်းပြတဲ့အရေးယူပေးဆုံးမှုတွေထုတ်ပြန်လာပြီးဒေါရီယာများစွာသောထိခိုက်မှုတွေကိုဖြစ်စေတော့မှာပါ။ UK ဘဏ္ဍာရေးဝန်ကြီး Richard Reeves ကပူတင်ရဲ့ကြူးကြော်မှုပို့ပြီးပြင်ထန်လာတာနဲ့မြတ်ကျွန်တော်တို့ရဲ့တုံ့ပြန်မှုကိုတိုးမြင့်သွားမှာပါ UK ရသူရဲ့ဆက်ရန်တရားကိုအားဖြည့်ပေးနေတဲ့ငွေကြေးထောက်ပံ့မှုတွေကိုဆက်လက်ဖျက်ထောက်သွားမှာပါသူရဲ့ Ukraine ကိုတရားမဝင်ကြူးကြော်မှုတွေကိုခွင့်ပြုပေးနေသူအားလုံးကိုလည်းပြစ်ပေးသွားမှာပါလို့ပြောကြခဲ့ပါတယ် UK ကြားဝန်ကြီး Hefet Cooper ကလည်း UK နဲ့မဟာမိတ်တွေရပူတင်ပေါ်ဖိအားတွေပုံအောင်နေပါတယ်သူရဲ့ရင်းနှံတဘာဝတန်ခွေးနဲ့အရေးရင်းစုတွေနောက်ကိုလိုက်နေတာပါလို့ထပ်လောင်းပြောကြခဲ့ပြီးရုရှားရဲ့စစ်ပွဲစီးပွားကြီးကကျိုးပဲ့လို့နေပါဖြစ်နေပါပြီ။ UK ကတော့ဒီကျိုးပဲ့လူနေပါအခြေအနေကနေလုံးဝပျက်စီးသွားအောင်လုပ်ဖို့ရွေးချပါတယ် UK ရဲ့ပေးဆိုမှုအသစ်တွေရဲ့အချိန်ကိုက်ပုံကရုရှားအတွက်ထိခိုက်မှုပိုစေပါတယ်ဒီအစီအစဉ်ကိုရုရှားစွန့်ရင်တည်င်းပတ်ကျင်းပခြင်းနဲ့တိုက်ဆိုင်ပြီးထုတ်ဖော်ပြသခဲ့ပါတယ်ဒီပေးဆိုမှုတွေကြောင့်ပဲရုရှားဟာအနာဂတ်စွန့်ရင်ကိုအတူတူကတိစောက်ချင်းဆိုတဲ့ ဒီနှစ်အခမ်းအနားရဲ့ခေါင်းစဉ်ကိုဆောင်ရွက်ဖို့ပိုခက်ခဲသွားပါတယ်ဒါပေမဲ့ဒီလိုခက်ခဲစဉ်နဲ့ပဲ UK ရဲ့ပိတ်ဆို့မှုပြီးပါပူတီယံပိုပြီးအပြင်းထန်ထိခိုက်စေမယ်နောက်ထပ်တိုက်ခိုက်မှုတစ်ခုလာအောင်မယ်ဆိုတာသိနေပါတယ်ဥရောပသမဂ္ဂ EU ဟာလည်းသူ့ရဲ့19ချိန်မြောက်ပိတ်ဆို့ရည်ယူမှုစီစဉ်ကိုစီစဉ်နေပြီးဒါ UK ရဲ့လုံရနောက်ကိုချက်ချင်းလိုက်လာဖို့များပါတယ် EUC တင်က UK ထက်တော်မှပိုကျေပြန့်နေပြီးဒါဂျီကစ္စတန်ဂါဂျစ္စတန်နဲ့ UAE လိုနိုင်ငံတွေကဖွဲ့စည်းတယ်ပါပြင်မဲ့ထားဖို့ရှိပါတယ်။ EU ရဲ့မူကြမ်းမှာအရေးရင်စုတင်မော120ဘန်ကုန်းကို ရန်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုနဲ့ရုရှားကိုစွမ်းအင်ဝင်ငွေကိုခရစ်ပတိုနဲ့လက်ခံဖို့ခွင့်ပြုနေတဲ့နိုင်ငံတကာခရစ်ပတို currency လဲလှယ်ရေးဌာနတစ်ခုလို့ပေါင်းဝင်မှာဖြစ်ပါတယ်။ UK ရဲ့ပိတ်ဆို့မှုတွေက EU အတွက်လည်းဘယ်ယာတွေကိုပြတ်မဲ့ထားရမယ်ဆိုတဲ့အချက်လက်တွေပေးလိုက်တယ်လို့ပါ။အနေချုပ်အားဖြင့်အော်တိုဘားလ15ရက်နေ့မှာ UK ကကြေညာခဲ့တဲ့အရာအားလုံးဟာယခုအားနေနေတဲ့ရုရှားစွမ်းအင်ကဏ္ဍပေါ် PR တွေပိုတင်ဖို့ပဲဖြစ်ပါတယ်။ဒီကဏ္ဍမှာရှိရင်ရုရှားစီးပွားရေးတစ်ခုလုံးပြိုလဲသွားနိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။